ဒီနေ့နှုမောဒနာတရားရဲ့အမြေကိုယနေ့မြုပ်နှံခြင်းလို့မှတ်ထားကြဖို့ပါကုသကောင်မှုပြုတယ်ဆိုတာယနေ့မြုပ်နှံခြင်းတစ်မျိုးဖြစ်ပါဒီကနေ့ခေတ်မှာစီဝါဥစ္စာတုတ်တက်ဖို့ဆိုပြီးတော့ကဘာအနှံ့ဆောင်ရွက်နေကြတဲ့ကိစ္စတွေဟာယနေ့မြုပ်နှံမှုပဲဖြစ်ပါ ရှေးခေတ်ကာလတုန်းကမြုပ်နှံသိမ်းထားမှုဆိုတဲ့အလောက်ကိုလောက်ကြအဲ့ဒီမြုပ်နှံသိမ်းထားမှုဆိုတာယရဏပစ္စည်းတွေထည့်ပြီးတော့အိုးကြီးတွေထဲမှာယရဏပစ္စည်းတွေထည့်ထည့်ပြီးတဲ့အခါရေထွက်လူနီးပါးနဲ့တဲ့တွင်ကြီးတွေတူးကထိုတွင်ကြီးတွေထဲမှာမြုပ်နှံသိမ်းစီပြီးတော့ထားကြတယ် အဲ့ဒီအကြောင်းကိုဘုရားမြတ်စွာကနိဋ္ဌိကန္တတုတ်မှာဟောကြားထားတာရှိပါနိဒေနိဒေတိပုရိသောခံမီရေဩဒကံတိကေအထေကိစေသမုပ္ပန္နေအထာယမေဘဝိတတိလောကမှာစီးပွားဥစ္စာရှိတဲ့ပုဂ္ဂိုလ်တွေဟာဆောင်ရွက်ဖွယ်ကိစ္စဖြစ်ပေါ်လာလို့ရှိရင်အတုံးပြူဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ရွှေငွေရတနာပစ္စည်းတွေကိုအိုးကြီးတွေထဲမှာထည့်သွင်းပြီးရေထွက်လို့နေပါနဲ့တဲ့တွင်ကြီးတွေတူကအဲ့ဒီထဲမှာမြုပ်နှံထားကြတယ်တဲ့ရှေးခေတ်စနစ်ရဒါလုံကြုံမှုရှိတဲ့နေရာလို့ဒီလိုသတ်မှတ်ရမှာပေါ့လုံကြုံတယ်လို့ရှေးခေတ်ကတော့ယူဆတယ်အလုံးကြုံစိုးနေရာ ယနေ့ခေတ်မှာတော့မြေကြီးထဲမှာမြုပ်တယ်ဆိုတာအလွန်ရှားသွားဘူးပေါ့မြန်မာနိုင်ငံမှာတချို့တောရွာမှာနေကြတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုံကိုယ်တွေဟာတိတ်တဆိတ်မိမိတို့အိမ်အောက်မှာ တူးပြီးတော့ရေရနာပစ္စည်းတွေကိုမြုပ်နှံထားတယ်ဆိုတော့အစဉ်လာဟာတော်တော်လေးကြာအောင် ရှိခဲ့ဘူးတဲ့ဒီကနေ့ခေတ်တော့ အဲ့ဒါလိုမြုပ်နှံတဲ့ပုဂ္ဂိုလ်နဲသွားပါလေဘန်စနစ်ပေါ်လာတဲ့အခါကျတော့ဘန်ထဲမှာ အနံထားကြတယ်ဟောကုမ္ပဏီထူထောင်တဲ့ပုဂ္ဂိုလ်တွေကုမ္ပဏီထဲမှာအရင်အနီရှယ်ယာတွေထည့်ပြီးတော့မိမိတို့ပစ္စည်းဥစ္စာတွေတိုးပွားအောင်ဆောင်ရွက်ကြဒီကနေ့စနစ်မှာတော့ယင်းနှိမ့်နှံမှုလို့ investment ဆိုပြီးတော့ဤစနစ်တစ်မျိုးပေါ်လာတယ်ပေါ့အဲရှိတော့ကတော့ အသုံးဝင်တဲ့အခါအသုံးလိုးလာတဲ့အခါမှာအသုံးကျဖို့ဆိုပြီးတော့ပစ္စည်းဥစ္စာတွေကိုမြုပ်ကြတာအဲ့ဒီမှာအသုံးကိစ္စဆိုတာဘယ်လိုဟာတွေလဲလို့ဆိုတာမြတ်စွာဘုရားဆက်ရှင်းပြရာဇတော်ဝါဒုရတ္တသောရတော်ပိလိတ္တဝါဣနတဝါပမောက္ခာယဒုဗ္ဗိခေအာဗရာတုဝါဣတဒ္ဒထာယလောကတမေနေတိနာမနေတိယတိ ရှေးစနစ်နဲ့ရှေးခေတ်ကာကလာတော့အကြောင်းကိစ္စပေါ်လာရင်အသုံးပြုဖို့လို့ဒီလိုမြုပ်နှံထားတာရွယ်ချက်အချို့ကပါလဲလို့ဆိုရင်မင်းဆိုရာစာတွေနဲ့ပတ်သက်လာလို့ရာစိုးပြင့်တတ်တွေပါတွေတင့်တဲ့အခါမှာလည်းပဲမိမိတို့တို့ရဲ့ငွေချေတနာကိုအသုံးပြုပြီးတော့လွတ်မြောက်အောင်ကြိုးစားဖို့ဆိုရင်ရွယ်ချက်ကတစ်ခုသောရတောပိလိတတဝါ တခုတည်းများတွေကအနိုင်ထက်နှိမ့်ဆက်လူယူသွားလို့မိမိရှိတဲ့ပစ္စည်းတွေကုန်သွားလို့ရှင်လဲမြုပ်နှံထားတဲ့ပစ္စည်းနဲ့ပြန်ပြီးတော့အသုံးပြုဖို့ဆိုတဲ့ရည်ရွယ်ချက်နောက်တစ်ခုကမနှင်ပပဲလုပ်ငန်းတစ်ခုဟာမအောင်မြင်လို့ကျွေးတွေတင်းလာမယ်ဆိုလို့ရှင်လဲအဲ့ဒီကျွေးတွေပေးနိုင်အောင်လို့ဆိုပြီးတော့ရင်းနှီးမြုပ်နှံထားကြနောက်တစ်ခုကတခါတည်းရန်လူလောကဆိုတာ မိုးခေါင်ကြီးရှာဖြစ်ပြီးတော့အစာရေစာခေါင်းမတဲ့လုပ်ငန်းကင်တာမကောင်းတဲ့စီးပွားရေးပြက်ကတ်ကြီးဆိုတာတခါတခါစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတတ်တယ်ဒုဗိခလို့ဆိုရဲမိုးခေါင်ကြီးရှာအစာအစာဆွန်ရှားလာတဲ့အခါမျိုးအာဘရာတုအခြားဘေးရန်တွေကျုံးလာတဲ့အခါမျိုးအဲ့ဓာတွေအတွက်ဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့မိမိရဲ့ချမ်းသာမှုကိုဆောင်ရွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ပစ္စည်းဥစ္စာကိုတိမ်ထားမြုပ်နှံထားလေးရှိကြတယ်။ဒါလည်းအလွန်ကောင်းတဲ့စနစ်တစ်ခုပဲ။ရှိသမျှပစ္စည်းကိုသုံးပြုထားတဲ့ပုဂ္ဂိုလ်ဟာဒုက္ခရောက်လို့ရှိရင်အမတန်မှခရင်တတ်တယ်ပေါ့။ဒါကြောင့်မို့မြတ်စွာဘုရားကစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဟောထားတာမိမိရှိတဲ့ပစ္စည်းကိုလေးပုံပုံသင့်တယ်ပုံပြီးတော့တပုံက emergency အတွက်တိမ်ထားသင့်တယ် ကြံတဲ့တပုံကိုစားပြီးတော့ကြံတဲ့နှစ်ပုံကိုတော့အတိုးပွားရအောင်အယောင်းဝယ်ကိစ္စတွေမှာဆောင်ရဲ့တင်တယ်လို့ဒါကလောကမှာလူတွေနေထိုင်တဲ့အခါမှာဒုက္ခမရောက်အောင်ဆိုတဲ့စီးပွားရေးစီမံချက်တစ်မျိုးပဲပေါ့အဲ့ဒီစနစ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်စီးပွားရေးကတ်ဆိုင်တာမျိုးတွေကျုံးလာတာမျိုးကြလို့ရှိရင် 6ခုတွေအများကြီးဖြစ်နိုင်တယ်ပေါ့ကို့မှာ emergency တွေရှိနေသည့်အတွက်ကြောင့်စဉ်းစားရဲမဖြစ်နိုင်ဘူးအဲ့ဒါလူကြီးရဲ့ချက်နဲ့ရှေးတုန်းကတော့ယရနာတွေကိုမြုပ်နှံသိမ်းဆီးထားလေရှိတယ်တဲ့အဲ့ဒါလိုမြုပ်နှံထားမှုတွေဟာတကယ်ကိုကိုယ့်ရဲ့ရွယ်ချက်အတိုင်းအောင်မြင်ပါရဲ့လားလို့တာဝတ္တုနိဟိတောတန်တော်ခံပြီးတဲ့ဩဒကန်တိကေ ရေထွက်လူနီးပါနဲ့တဲ့တွင်းကြီးတွေထဲမှာဒီလိုမြုပ်ထားပြီမဲ့လို့တဲ့နတ်တဘောတပ္ပရာအေဝမြုပ်နှံမှုအာလုံးဟာအမြဲတမ်းထို့မြုပ်နှံမှုတွေမြုပ်နှံမှုအာလုံးဟာရွေချက်အတိုင်းမဖြစ်ကြဘူးတဲ့ရွေထားတဲ့အတိုင်းဖြစ်မလာဘူးတဲ့ဘာကြောင့်မဖြစ်လာတာတုံးလို့ဆိုတဲ့အခါနိဒိဝါဌာနာသဝတိမြုပ်နှံထားတဲ့ပစ္စည်းဥစ္စာယရနာရွှေအိုးကြီးကလည်းပဲ နေရပြောင်းသွားတတ်တယ်ရွေ့သွားတတ်တယ်လို့ပြောတာမြေထဲမြုပ်ထားတဲ့ဟာတစ်ခါတစ်ခါရွေ့သွားတယ်မြေရဲ့ရွေရှားနေမှုကိုလူတွေကတတိမထားမိဘူးအဲ့တော့မြုပ်တုံးကဒီနေရနောက်ထပ်တူးဖော်တဲ့အခါမှာတနေရလောက်ဥမာပဲ9ပေ10ပေกว่าတဲ့နေရာမှာသွားပြီးရွေ့နေတာမျိုးဒီလိုဟာမျိုးတွေရှိတတ်တယ်ပေါ့ရွေ့သွားတတ်တာလည်းရှိမြေကြီးထဲမှာလည်းပဲငရင်ကျော်ဆိုတာလည်းရှိသေးတာ အခုစကိုင်းတောင်မှာတောင်ပြောနေတယ်မင်းဝန်တောင်နဲ့စကိုင်းတောင်ကြားမှာတနှစ်တနှစ်ဆိုလို့ရှိရင်တလမနိဗ္ဗာန်ကမြေကျော်ကရွေ့နေတယ်လို့ဒီလိုပြောတယ်အဲ့ဒါလို့ရွေ့နေတာလေးတွေတော့ရှိတတ်တယ်ပေါ့အဲယင်းနှမြုံနဲ့ထားတဲ့ပစ္စည်းဥစ္စာတွေလည်းဒီလိုရွေ့သွားတတ်တယ်နောက်တစ်ခုကတင်ညာဝတ္တဝိမုံရှိတိယုံနံတုံးကအမှတ်သားလောက်ထားတာတွေကလည်းတခါတခါကျတော့မေးလျော့ပြီးတော့ မမယွင်ယွင်လည်းဖြစ်သွားတတ်တယ်မသေးကြတော့ဘူးဒီနားလိုလိုဟိုနားလိုလိုအမတ်တင်ကြတွေကလည်းတွေ့ဝေသွားတတ်တယ်နောက်တစ်ခုကနာဂါဝအပဏာမင်းတိလူတွေမမြင်ရတဲ့မြေကြီးတွင်းတဲ့တွေထဲမှာနေတဲ့နဂါးတွေဆိုတာရှိတယ်အဲ့ဒီနဂါးတွေကလည်းယရဏပစ္စည်းတွေကိုရွှေ့ပြီးတော့ယူသွားတတ်တယ်နာဂါဝအပဏာယက္ခဝါပိဟရဏိနတကိုးကြီးရဲ့ နတ်တွေဘလူးတွေကလည်းအဲယရဏပစ္စည်းတွေကိုရွှေ့ပြီးတော့ယူသွားတတ်သေးတယ်။အဲဒါကြောင့်မလို့မသေးကြဘူးလို့ပြောတယ်။ညကြီးလည်းမြုပ်တာ။ဒါရင်လားဆိုတော့မဟုတ်သေးဘူး။အပိယပိဝါဒါယာဒါဥဒရန္တိအပတတော်။ရှင်နီမြုပ်နံညတွင်ထဲမှာမြုပ်နံသိမ်းစည်းထားတဲ့အချိန်မှာစိတ်ချရတဲ့လူလို့ဆိုရဲကိုယ့်ရဲ့သားတွေသမီးတွေက စိတ်ချလို့တိနေတဲ့သားတွေသမီးတွေကတခါတရံကြလို့ရှိရင်တိတ်တဆိတ်ဒီပစ္စည်းတွေကိုထုတ်ယူပြီးတော့သုံးပြင်တတ်သေးတယ်လူယုံဆိုမဲ့လို့မယုံရတာလည်းရှိသေးတယ်ပေါ့အဲ့လိုနီးနဲ့ရှင်နှမြုံနှံမှုတွေဟာအောင်မြင်မှုမြုံနှံထားမှုတွေဟာလွဲချော်သွားတတ်သေးတယ်နောက်ဆုံးလွဲချော်เสียအကြောင်းတစ်ခုကတော့ယထာပုံညက်ခယောဟောတိ တပ္ပမေတံဝိနတတ္တိတဲ့ကုသကံကုံသွားပြီဆိုရင်တော့အကုန်လုံးဟာပျောက်သွားတာပဲမရဘူးညည်းရထားတဲ့ပစ္စည်းတွေဤတမျိုးမျိုးနဲ့ပျောက်သွားရောကုသကံမရှိတော့ဘူးဆိုလို့ရှင်အကုန်လုံးဖျောက်ပြက်သွားနိုင်တယ်ဒါကြောင့်မို့အဲ့ဒီလိုထားတာတွေဟာစိတ်ချမှုမရှိဘူးတဲ့ဒီကနေ့ခေတ်စနစ်ရ investment ဆိုတဲ့ယင်းဒီမြောက်နံမှုတွေလည်းစိတ်ပချရတာတွေအလုံးသိနေကြတာပဲ ဗန်ထားလို့ရှင်လဲဘန်ကရပ်ဖြစ်သွားတာတို့ရှယ်ယာဝယ်ထားလို့ရှင်လဲကုမ္ပဏီပြတ်သွားတာတို့ဒီလိုယဉ်ဒီမယုံနိုင်ဘူးတွေဟာဘယ်နေရာမှစိတ်ချရတာမရှိဘူးလို့မြတ်စွာဘုရားရှေးခေတ်စနစ်ကိုထောက်ပြပြီးတော့နိရိကဏ္ဍတုံမှာဒီလိုဟောထားတာရှိအဲ့တော့တေချာတဲ့ယဉ်ဒီမယုံနိုင်မှုကဘာလဲလို့ဆိုယတ္တဌာနေနတိလေနတံယမေနဓမေနသနိတိသူနိဟိတောဟောတိအဋ္ဌိယပုရိသတ္တဝါ လိမ္မာပန်းတတ်တဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်တကယ့်ကိုယဉ်နိမ့်မြတ်နံမှုလှုပ်ချင်ပြီဆိုလို့ရှိရင်တဲ့ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒါနကောင်းမှု လုပ်မယ်ဒါယဉ်နိမ့်မြတ်နံမှုတစ်ခုပဲဒါနကောင်းမှုလှုပ်တာခုနကပြောတဲ့အခက်ခဲတွေခုနကပြောတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့တခုမှမကြုံရဘူးကိုဒါနလှုပ်ထားတာသိလို့ဒါနကိုခိုးယူလို့မရဘူး လုပ်ထားတဲ့ဒါနနေရာရွေ့တော်လုပ်လို့မရဘူး။ငကားတွေဘလူးတွေကရွှေ့ယူတော်လို့မရဘူး။ကုသကံကုံရင်းဆိုတာလည်းမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ယင်းနည်းမြုံနံမှုထဲမှာဒါနကောင်းမှုပြုပြီးတော့ယင်းနည်းမြုံနံမှုဟာအလွန်သေးချာတယ်လို့ပြတ်စွာဘုရားဟောတယ်။နောက်တစ်ခုယင်းနည်းမြုံနံတာကပစ္စည်းဥစ္စာကိုယင်းနည်းမြုံနံတာမဟုတ်ဘူး။အေးတို့တော့ဒါနကောင်းမှုများများကြီးမပြုနိုင်ဘူး။ ဲ့တော့တခြားနည်းနဲ့မြုပ်နှံရမယ်ဘလို့မြုပ်နှံမလို့ဆိုရင် ကိုချင်းတရားနဲ့လည်းယဉ်ဤမြုပ်နှံလို့ရတယ်တဲ့ငါးပါးသီလအ ਨੇ ဆုံးမကြိုးမပေါက်မပြောက်မကြားရအောင် ထိမ့်သိမ့်ဆောက်ရှောက်ချင်းဆိုတဲ့ကိုချင်းတရားတရင်ကာလမှာတရင်နေ့များမှာ၈ပါးသီလ၉ပါးသီလအခံယူဆောက်တည်ခြင်းဆိုတဲ့သီလအကျင့်တရား အဲ့ဒီကိုချင်းတရားထိမ့်သိမ်းဆောင်ရှောက်မှုကလည်းပဲယင်းဒီမြုံနံမှုတစ်ခုပဲစိတ်ချရတဲ့ယင်းဒီမြုံနံမှုတစ်ခုနောက်တစ်ခုကတော့ကိုယ့်ရဲ့စိတ်ကလေးကိုတမာရီစွမ်းအားနဲ့ထိမ့်ပေးတာတန်ရမစိတ်ကလေးလွင့်ဘာမှုမရှိအောင်အာယုံကောင်းတဲ့အာယုံတစ်ခုပေါ်မှာစိတ်ကလေးငြိမ်အောင်တမာရီတရားကြိုးစားအထုတ်တယ်ဆလိုတာကတမထချင်းစဉ်တစ်ခုကိုကျင့်ပြီးတော့လည်းပဲယင်းဒီမြုံနံမှုလုံးလို့ရတယ်တဲ့ဒါလည်းယင်းဒီမြုံနံမှုတစ်ခုပဲ နောက်တစ်ခုကဓမ္မပညာအစင်းစင်မိမိတို့လောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ်နောက်ဆုံးအစင်းမြင့်တဲ့ဝိပဿနာပညာစတဲ့ပညာရတ္တေကိုမိမိတို့တဏ္ဍာမှာရအောင်ကြိုးစားအထုတ်ခြင်းဖြင့်လည်းယင်းနှိမ့်ညံ့မှုဆိုတာဖြစ်တယ်ဒါကတေချာတဲ့ပစ္စည်းဥစ္စာညံ့မှုတစ်ခုပဲခုနကလိုပျက်စီးတာတွေမရှိနိုင်ဘူးတဲ့ကဲကောင်းပြီဒါနဆိုတဲ့ မြုပ်နှံမှုတစ်ခုလှုပ်ရှင်လို့ရှင်ဘယ်နေရာမှာမြုပ်မလဲခုနကတော့ရတနာရွှေအိုးကြီးတွေကိုမြုပ်တဲ့အခါပစ္စည်းဥစ္စာတွေကိုမြုပ်ပြီးတော့တိမ့်တဲ့အခါမှာရေထွက်လောင်နီးအောင်ရေထွက်လှနီးပါဖြစ်တဲ့တွင်းနဲ့ကြီးတွေတူးပြီးတော့အဲ့ဒီတွင်းထဲမှာအတော်နဲ့ဖော်ထုတ်လို့မရအောင်ထည့်ပြီးတော့ထားတဲ့နီးနဲ့မြုပ်နှံတဲ့ အခုဒါနဆိုတဲ့ကုသိုလ်ကောင်းမှုကိုတော့ဘယ်မှာမြုပ်မလဲဆိုတဲ့မြုပ်နိုင်တဲ့နေရာကိုမြတ်စွာဘုရားဟောမလို့စေတ္တယမိစတံခေဝပုဂ္ဂလိအတိထိတုဝါမာတရိပိတရိစာပိအသောစစ်တံမိအသောစစ်တံမိဘာတရိဒါနဆိုတဲ့ယင်းနည်းမြုပ်နိုင်မှုကိုလုပ်မယ်ဆိုလို့ရှိရင်ဘုရားမြတ်စွာရဲ့ဓာတ်တော်မွေတော်တွေကိုထိသိမ်းပြီးတော့ပူဇော်ထားတဲ့စေတ္တိပထိုးတွေမှာမြုပ်နိုင်လို့ရတယ် နောက်တစ်ခုကတန်ဃာတွေပါမြုပ်နှံလို့ရတယ်တန်ဃာတွေကိုလှူဒန်းခြင်းဖြင့်တန်ဃာကုံအာယုံပြုပြီးတန်ဃာတွေမှာတန်ဃာတွေကိုလှူဒန်းခြင်းဖြင့်ဒါနကုသိုလ်ယင်းနှမြုပ်နှံလို့ရတယ်နောက်တစ်ခုကပုဂ္ဂိုလ်တူဦးတယောက်ပဲဖြစ်စေထိုတန်ဃာတွေကရွေးထားတဲ့ပုဂ္ဂိုလ်တူဦးတယောက်ပဲဖြစ်စေလှူဒန်းပြီးတော့ယင်းနှမြုပ်နှံလို့ရတယ်နောက်ယင်းနှမြုပ်နှံမှုကအတိအထိကိုယ်အိမ်ရောက်လာတဲ့ဧည့်သည် ို့မဟုတ်ဖိတ်ချလို့ရောက်လာတဲ့ဧည့်သည်တွေသူဧည့်သည်တွေကိုကျွေးမွေးဤခန္ဓာလည်းယင်းဤမြုပ်နှံမှုတစ်ခုပဲနောက်တစ်ခုကမာတရိပိတရိစာပိမိဘနှစ်ပါးထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်တွေဟာမိဘကိုပြုစုလှုပ်ကြွေးတာဟာလည်းဒါယင်းဤမြုပ်နှံနေတာတစ်ခုပဲအထောစစ်ထံမိဘာတရိမိသားစုထဲမှာယမယခအကိုကြီးအဖအယား အမကြီးတော့အမိအရာဆိုရလို့မိမိရဲ့မိသားစုထဲမှာမိဘနှစ်ပါးမရှိတော့ဘူးဆိုလို့ရှင် အကိုကြီးအမကြီးတွေမှာလည်းယင်းနှမြုံနှံပေးလို့ရတယ်လို့ဒီလိုဆိုလို့